ရှင်ဘုရားအောက်လန်းသုံးကဝေတို့ပြူစားခံရတာကုသတဲ့နီးကိုဖရာဟောမဟာဝါပါဠိတော်မှာ ပါရှိတယ်လို့ကြားဘူးပါတယ်ဖရာအရှင်ဖရာဟောကြားပေးပါဖရာတဲ့ဝီနီမဟာဝါပါဠိတော်မှာယဟန်တပါးဟာကရဋိဏကဘာဒဆိုတဲ့သုံးမတယောက်ကချစ်လို့ပေးတဲ့ဆေးကိုစားမိတဲ့အတွက်ဆုံးပြူစားခြင်းခံလိုက်ရပါတယ်အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားသိတော်မူတဲ့အခါမှာတိတာလောလီကိုရေဖြော်တိုက်၍ ကုသပေးခဲ့တဲ့အတွက်ဆုံးဖြူစားခံရခြင်းယောဂပျောက်ကင်းခဲ့ရပါတယ်။တိတာလောလီဆိုတာထွန်သွားမှကက်ကြံနေသောမြေကြီးခဲကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာကိုနားထောင်ပြီးတဲ့အခါမှာတချို့ကဆုံးဖြူစားခြင်းခံရတိုင်းထွန်သွားမှကက်ကြံနေသောမြေကြီးခဲကိုခြေဖြော်တိုက်လိုက်ရုံဖြင့်ဆုံးဖြူစားခံရတဲ့ယောဂပျောက်ကင်းနိုင်တယ်လို့ပုံသေးမှတ်သွားနိုင်ပါတယ်။အဲ့ဒီလိုပုံသေးမှတ်မှတ်လိုက်ပါနဲ့။အနာနယ်စေတဲ့မတဲ့ဆိုတာကိုတော့သိဖို့လိုအပ်ပါတယ်။ မြတ်စွာဘုရားကအခုလို ကုသလိုက်တယ်ဆိုတာဟာအနာနယ်စေတဲ့တယ်ဆိုတာကိုသိလို့ကုသလိုက်ခြင်းဖြစ်ပါတယ်အရှင်ဘုရားယဟန်တာမဏေတို့ကဆွေမျိုးမတော်ဆက်သောလူတွေကို သွေးလူတာကအဆက်ပါသလားအရှင်ဘုရားမသိလို့ပါအရှင်ဘုရားတဲ့ယဟန်တာမဏေတွေအနေဖြင့်ဆွေမျိုးမတော်ဆက်တဲ့ဒကာဒကာမတွေကလိုအပ်တဲ့ပစ္စည်းအလှခံပါဟုရှောက်ထားခြင်းမရှိပါဘဲနဲ့အလှခံမိမှသာလျင်မအဆက်တာရှိတာပါ သွေးလူတာကတော့ဇီဝိတဒါနဖြစ်တဲ့အတွက်အသက်ကယ်တာကြောင့်ဆွေမျိုးတော်ဆက်သည်ဖြစ်စေမတော်ဆက်သည်ဖြစ်စေသွေးလူခြင်းကအဆက်ပါတယ်မိတိအပြစ်မှမဖြစ်ဘူးလို့မှတ်သားထားရပါမယ်ကိုကိုမကောင်းကြံစီသူများသည်သူ့ဒဏ်သူပြန်ခံရပါစေလို့ဆုတောင်းရင်အပြစ်ဖြစ်လားဖရာတဲ့တတဝါတိုင်းဟာကာမနိယာမသဘောအရာပြုထားသည့်စိုးကံကောင်းကံအတိုင်းဖြစ်တည်နေကြတာဖြစ်ပါတယ် ခြိုးတဲ့အပင်ကိုစိုက်ရင်ခြိုးတဲ့အသီးကို စားရတယ်လို့ခါးတဲ့အပင်ကိုစိုက်ရင်ခါးတဲ့အသီးကိုစားရတကယ်တို့ကောင်းတာလုပ်ရင်လဲကောင်းတဲ့အကျိုးကိုခံစားရပြီးမကောင်းတာလုပ်ရင်လဲမကောင်းတဲ့အကျိုးကိုခံစားရမှာဖြစ်ပါတယ်အဲ့ဒီအတွက်မိမိကသွားပြီးသူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေလို့ဆူတောင်းပေးနေเสียမလိုပါဘူးအဲ့ဒီလိုဆူတောင်းပေးမယ်ဆိုရင်တစ်ဖက်လူကမိမိဆူတောင်းပေးတဲ့အတိုင်းဖြစ်တာမဖြစ်တာအသာထားလို့လက်တလုံးမှာတော့သူ့ကိုမုန်းတဲ့ဒေါသဖြစ် မိမိမှာပူလောင်နေရပါပြီ။ဒါကြောင့်တစ်ဖက်လူကမိမိကိုမကောင်းကြံလာပြီဆိုရင် သူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေလို့စူတောင်းပေးခြင်းမလုပ်ဘဲသူ့အပေါ်မေတ္တာထားပြီးဥပိ္ပခာတရားနဲ့နေလိုက်ပါလို့ပြောခြင်းပါတယ်။အပင်တွေလည်းအသက်ရှိတယ်မလားဖရာတဲ့။တချို့ကတစ်ပင်တွေကို အသက်ရှိတယ်လို့ယူဆပါတယ်။တခါတော့ကဒကမာကြီးတယောက်ဦးစင်းကျောင်းကိုလာပြီး ဥပုပ်ဆောင်ရင်းနဲ့ဦးစင်းကိုမေးခွန်းတစ်ခုမေးပါတယ်။သူမေးတဲ့မေးခွန်းက ဦးစင်းဖရာတစ်ပင်တွေလည်းအသက်ရှိတာဖြစ်တဲ့အတွက်တစ်ပင်တွေကိုတတ်မယ်ဆိုရင်လူနဲ့တရိတ်ဆန်တွေကိုတတ်တယ်လို့ပါဏာတိပါဌကံမြောက်ပါသလားလို့မေးပါတယ်။အဲ့ဒီအခါမှာဦးစင်းကဒကမာကြီးတစ်ပင်တွေ ဆိုတာဟာအာဟာရရုပ်သာရှိပြီးလူနဲ့တရိတ်ဆန်တွေလိုစိတ္တစာရုပ်မရှိတဲ့အတွက်တစ်ပင်တွေကိုတတ်လို့ပါဏာတိပါဌကံမမြောက်ဘူးဟုပြန်လည်ဖြေချလိုက်ရပါတယ်။ဒါကြောင့်တစ်ပင်တွေဆိုတာဟာအာဟာရရုပ်သာရှိပြီးလူနဲ့တရိတ်ဆန်တွေလိုစိတ္တစာရုပ်မရှိတဲ့အတွက် အသက်မရှိဘူးလို့ပဲမှတ်သားထားရပါမယ်။အရှင်ဘုရားသွေးလူရတဲ့ကုသိုလ်လေးကို ရှင်းပြပေးပါလားအရှင်ဘုရားတဲ့။ဒါန၃မျိုးရှိပါတယ်။ဒါန၃မျိုးကဘာတွေလဲဆိုရင်နံပါတ်၁မိမိပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာ အာနာယာထုနှင့်တကွဇနီးသားသမီးတို့ကိုစွန့်လွတ်လူဒန်းခြင်းဆိုတဲ့ရိုးရိုးဒါနပါရမီ။နံပါတ်၂ခြေလက်အင်္ကာမျက်စိနားနာမှစ၍ ်အသွေးအသားတို့ကိုစွန့်လွတ်လှူဒန်းခြင်းဆိုတဲ့ဒါနဥပပါရမီနံပါတ်3သူတစ်ပါးအတွက်မိမိအသက်ကိုစွန့်လွတ်လှူဒန်းခြင်းဆိုတဲ့ဒါနပရမထပါရမီရဲ့ဆိုပြီးဒါန3မျိုးရှိပါတယ်။သွေးလှူဒန်းခြင်းဟာဒါနဥပပါရမီထဲမှာအကျုံးဝင်တာကြောင့်ရိုးရိုးဒါနပါရမီထက်သာလွန်ပါတယ်။ဘယ်လိုအကျိုးတရားတွေရရှိစေနိုင်တယ်လဲဆိုရင်သွေးလှူခြင်းဟာဇီဝိတဒါနဖြစ်တဲ့အတွက်သွေးလှူတဲ့ပုဂ္ဂိုလ်တွေဟာ အသက်ရှည်ခြင်းအနာရောဂါကင်းခြင်းလူတို့ချစ်ခင်ခြင်းဆိုတဲ့အကျိုးတရားတွေကိုရရှိစေနိုင်ပါတယ်။ဒါဟာသွေးလူချင်းရဲ့ကုသိုလ်ပဲဖြစ်ပါတယ်။အရှင်ဖေယဘဝမှာ အရာရာကိုတီးခံခြင်းဟာ ကိုယ့်အတွက်ကောင်းပါသလားဖေယားတဲ့။တီးခံတဲ့ပုံကိုယ်တွေဟာအကျိုးတရား၅မျိုးရရှိပါတယ်။အဲ့ဒီအကျိုးတရား၅မျိုးကဘာတွေလဲဆိုရင်နံပါတ်၁သူတစ်ပါးတို့ကချစ်ခင်ခြင်းနံပါတ်၂ရန်ကင်း၍အန္တရာယ်မရှိခြင်း နံပါတ်3အပြည့်အနာအစာမရှိခြင်းနံပါတ်4မတွေ့မဝေးတရားခြင်းနံပါတ်5တေပြီးသည့်နောက်နတ်ပြည်တို့ရောက်ရခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါအကျိုးတရားများသည်တိခန့်ခြင်းကြောင့်ရရှိလာမိအကျိုးတရားများဖြစ်ပါတယ်။ဒါကြောင့်တိခန့်ခြင်းဟာကိုယ်အတွက်ကောင်းပါသလားဆိုရင်ဖော်ပြပါအကျိုးတရားများကိုရရှိနိုင်တာဖြစ်တဲ့အတွက်တိခန့်ခြင်းဟာကောင်းတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။သို့တော်လည်းအရာရာတိုင်းကိုတိခန့်နေရမှာလားဆိုတော့မဟုတ်သေးပါဘူး။ မိမိကိုမဟုတ်မမှန်ဆွဆွဲလာပြီဆိုရင်တော့အဘူဒံအဘူဒါတော့နိဗ္ဗေဒီတတ်ပံဆိုတဲ့အတိုင်းမဟုတ်ရင်မဟုတ်တဲ့အကြောင်းကိုတော့ပြန်လည်ပြီးတော့ခြေပပြောဆိုရမှာဖြစ်ပါတယ်ပြောတဲ့အခါမှာလည်းပဲဒေါသနဲ့ရှင်ပြီးပြောခြင်းမျိုးမဟုတ်ပဲမေတ္တာနဲ့အခြေခံပြီးပြောခြင်းမျိုးသာဖြစ်ရပါမယ်ဒါမှသာတီးခန့်ခြင်းလည်းအရာရောက်မှာဖြစ်ပါတယ်အရှင်ဖေယဤလောကကြီးသည်အရှက်တရားအကြောက်တရားနှစ်ပါးမရှိပါက လောကကြီးပျက်စီးပါလိမ့်မည်လို့ကြားဖူးပါတယ်ဖေယား တကယ်မှန်ပါသလားဖရမိန့်တော်မူပါဖရတဲ့အရှက်အကြောက်တရားနှစ်ပါးကိုဟိရိအော်တာပတ်တရားနှစ်ပါးလို့ခေါ်ပါတယ်လောကပျက်စီးကြောင်းတရားလည်းဖြစ်ပါတယ်ဟိရိမကောင်းမှုလို့ရမှာကိုမရှက်ချင်းအော်တာပတ်မကောင်းမှုလို့ရမှာကိုမကြောက်ချင်းတို့ဖြစ်ပါတယ်လောကမှာမကောင်းမှုလို့ရမှာကိုမရှက်မကြောက်တော့ဘူးဆိုရင် လောကကြီးပျက်စီးလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီမေခွန်းဟာမှန်တယ်လို့မှတ်သားထားရပါမယ်။ပောက်ကရမေခွန်းမေးလဲဖြေတာပဲ အတွေးအခေါ်တွေတော်တော်ညံ့တာပဲဦးစင်းကဘယ်ကြောင်းထွက်လဲတဲ့ဦးစင်းကိုတိုက်ခိုက်ခြင်းတဲ့ဆိုရင်တကာရဲ့ပရိုပိုင်အမှန်ကို တင်ပြီးတိုက်ခိုက်ပါလို့အရင်ဦးဆုံးပြောခြင်းပါတယ်တကာကကိုမျက်နှာအမှန်ကိုကြတော့ချမပြရဲပဲဖုံးကြီးတစ်ပါးကိုပဆိုးချုံပြီးလက်သီးပုံပြနေတာမရှက်ဘူးလားတကာရဲ့ဟွန်းပောက်ကရမိခွန်းတွေဖြည်တယ်လို့ပြောရအောင်ဦးစင်းရဲ့အမေအဖေပို့တွေကဘာသာသာသနာကိုညှို့နှမ်းထိခိုက်စေခြင်း ဒဂရဂမတွေရဲ့အကျိုးစီးပွားကို ထိခိုက်စေခြင်းဘယ်နှခုရှိပါသလဲတကားတခုမှမရှိပါဘူးเนาะဥသိင်းရဲ့ဘာသာရေးအမေးဖြေပို့တွေဟာဘာသာသာသနာအတွက်ကောင်းသောအကျိုးစီးပွားကိုဖြစ်စေခြင်းဒဂရဂမတွေရဲ့အတိညာဉ်ကိုပွင့်လင်းစေခြင်းစတဲ့ကောင်းမြတ်တဲ့ပို့တွေပဲရှိတယ်ဆိုတာကိုဥသိင်းရဲ့တစ်တော်တွေကဒဂရဂမအလုံးသိပါတယ်မသိတာကတော့ဒဂါတော်တို့လိုအန္တဘာလတွေဒုပ္ပစတွေကတော့ဘယ်သိမလဲဗျာအန္တဘာလဆိုတာဘာကိုပြောတာလဲဒဂါသိပါသလား ဒုပ္ပဇဆိုတာဘာကိုပြောတာလဲတကသိပါသလားတကတော့ကိုယ်တိုင်ကအန္တဘာလဒုပ္ပဇဖြစ်ပြီးဖုန်ကြီးတစ်ပါးကိုတိုက်ခိုက်နေတာဟာကိုယ့်အထုပ်ကိုကိုဖီးတယ်လို့ဖြစ်နေပါတယ်နော်အဲ့တော့အထုပ်ဖီးတယ်ဆိုတာဟာရွှေထုပ်ငွေထုပ်ကိုဖီးတာပဲကောင်းပါတယ်ကိုယ့်ရဲ့အကျင့်စရိုက်ကိုဖီးပြတာကတော့မကောင်းပါဘူးဒီလောက်ပဲဥစဉ်ပြောခြင်းပါတယ်နော်ရှင်ဖေရဖေရပုံတော်ကိုမတီးပဲနေမိတာငရဲကြီးပါသလားဖေရတဲ့ စေတနာနဲ့နင်းတယ်ဆိုရင်တော့ငရေကြီးပါတယ်စေတနာနဲ့နင်းတာမဟုတ်ဘူးဆိုရင်တော့ငရေမကြီးပါဘူးနင်းတိုင်းသာငရေကြီးရမယ်ဆိုရင်ဦးစင်းတို့တကားတို့သွာလာနေတဲ့မြေကြီးရဲ့အောက်မှာနှစ်ပေါင်းများစွာတုန်းကမြုပ်နေတဲ့ဖရားယုတ်ပွားစင်းတုတော်တွေရှိပါတယ်အဲ့ဒီလိုမြုပ်နေတဲ့ဖရားယုတ်ပွားစင်းတုတော်တွေရဲ့အပေါ်မှာတကားတို့ဦးစင်းတို့ကနင်းပြီးဖြတ်တန်းသွာလာနေတာဖြစ်တဲ့အတွက်တွေးကြည့်မယ်ဆိုရင်ငရေကြီးနေလောက်ပါပြီဒါကြောင့်စေတနာနဲ့တကားနင်းတာမဟုတ်ရင် ငရဲမကြည့်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်ရှင်ဖေယဗုဒ္ဓမြတ်စွာသည်အဖဲကြောင့်အစာတသက်ကိုတရားမဟောတာပါလေဖေယတဲ့တရားဟောပါတယ်နော်တမညဖလားတုတ်ဆိုတာအစာတသက်ကိုအကြောင်းပြုပြီးဟောတဲ့တရားဖြစ်ပါတယ်သို့တော်လည်းအစာတသက်ကအဖတ်တတ်တဲ့ပြိတုကာရကကံထိုက်တာသူဖြစ်တာကြောင့်ဘာတရားထူးတရားမြတ်မှရမသွားပါဘူးဗုဒ္ဓသာသနာကိုကြီးညိုဆောက်ရှောက်တဲ့ ဗုဒ္ဓဘာသာဝင်မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်နဲ့ပဲဘဝကံကုန်ခဲ့ရပါတယ်။အရှင်ဖုရားမွေတွေကိုဖျားစေတီတွေမှာသာသနာပြုမွေဆိုပြီးလောင်ပိတ်ထားတာဟာတင့်တော်စေပါလားဖုရား။မွေတွေကိုအကျဉ်းချထားတယ်လို့မြင်မိပါတယ်ဖုရားတဲ့။ဟုတ်ပါတယ်။အဲ့ဒီအကြောင်းတွေကိုလည်းဥစဉ်ပြောခြင်းပါတယ်။မွေဆိုတာကတရိစ္ဆာန်ဖြစ်တဲ့အတွက်တိဣ္ဆာဆိုတဲ့အတိုင်းဣ္ဆာကာမ၃ခုကိုသာအလိုရှိပြီးလူတွေလို ကုသိုလ်လည်းမသိဘူး။ အကုသို့လည်းမသိတဲ့တတ္တဝါတွေဖြစ်တာကြောင့်လူတွေထက်အစင်တန်းများစွာနှိမ့်တဲ့တတ္တဝါတွေဖြစ်ပါတယ်။အဲ့ဒီလိုတတ္တဝါတွေကိုလောင်ပိတ်ပြီးဖျားရုပ်ပွားတော်တွေနဲ့အတူထားခြင်းဟာလုံးဝမလုံတဲ့တဲ့လုံရက်တစ်ခု ဖြစ်ပါတယ်။တစ်ချိန်တုန်းကလေဒီဆရာတော်ဖျားကြီးဟာဖျားရုပ်ပွားစင်တုတွေထုလုပ်တဲ့အခါမှာတရိတ်ဆန်ပုံတွေနဲ့ပူတွဲပြီးထုလုပ်ခြင်းဟာမြတ်စွာဘုရားရဲ့ကြည်ညိုဆရာအစင်းတရံကိုပျက်စီးစေတယ်လို့မိန့်တော်မူပါတယ်။ဒါကြောင့် ယခုလဲမွေတွေကိုဖရာရုပ်ပွားတော်တွေနဲ့ပိတ်လောင်ပြီးအတူထားခြင်းဟာဖရာရှင်ရဲ့ကြီးညိုစရာအစင်းတရံကိုပျက်စီးစေတာကြောင့်လုံးဝမလုပ်သင့်ဘူးလို့ပြောခြင်းပါတယ်။ပစ္စည်းဥစ္စာတိုးတက် ကြီးပွားခြင်းရင်ဘယ်လိုကျင့်သုံးရမလဲဆိုတာဖရာဟောရှိပါသလားဖရာရှိရင်သိကျင်ပါတယ်ဖရာတဲ့ရှိပါတယ်မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာပိဿုပံကြီးပွားကြောင်းတံပရာတရား၄ပါးဆိုတာကိုဟောကြားထားပါတယ် တက္ကရပတ္တမြို့မှာနေထိုင်တဲ့ဒီဃဇာနုဆိုတဲ့တက္ကတယောက်ကမြတ်စွာဘုရားထံလာရောက်ပြီးဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားပိဿုဗံမှာကြီးပွားချမ်းသာခြင်းတည်းဆိုရင်ဘယ်လိုကျင့်သုံးနေထိုင်ရပါမလဲဟုမေးမြန်းလျှောက်ထားတော်မူပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကတက္ကတော်ပိဿုဗံမှာကြီးပွားချမ်းသာခြင်းတည်းဆိုရင်တံပရာ၄ပါးနဲ့အညီကျင့်သုံးနေထိုင်ရမှာဖြစ်တယ်ဟုဖြေကြားတော်မူပါတယ်။ တံပရာ၄ပါးဆိုတာနံပါတ်၁ဥဋ္ဌာဏတံပရာလုပ်ငန်း၌တက်တက်ကြွကြွလုပ်ကင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်ဥဋ္ဌာဏတံပရာရှိုံနှင့်ရပြီလားဆိုရင်မရသေးပါဘူးဓက္ခလုပ်ငန်းကျွမ်းကျင်မှုလည်းရှိရပါမယ်အနာလတ္တဇွဲကောင်းမှုလည်းရှိရပါမယ်ဥပါယဝိမာန်တနီးပညာလည်းရှိရပါမယ်နံပါတ်၂အာရခတံပရာရရှိလာတဲ့ပစ္စည်းဥစ္စာများကိုလည်းထိမ့်သိမ်းဆောင်ရှားမှုရှိရပါမယ်နံပါတ်၃ လျာဏမိတ်တံပရာမိကောင်းဆွေကောင်းများကိုလည်းပေါင်းတင်ဆက်ဆံတက်ရပါမယ်။နံပါတ်၄တမ္မဇီဝိတတံပရာဝင်ငွေနဲ့ထွက်ငွေကိုလည်းမျှတစွာသုံးစွဲတက်ရပါမယ်။ဖော်ပြပါတံပရာ၄ပါးနဲ့အညီကျင့်သုံးမယ်ဆိုရင်ပိစုတ်တံမှာជីវာချမ်းသာမှာဖြစ်ပါတယ်။ယနေ့ကဘာတဝမ်းမှာជីវာချမ်းသာ နေကြတဲ့ပုဂ္ဂိုလ်တွေဟာဗုဒ္ဓဘာသာဝင်များမဟုတ်ကြတော့လည်းပဲမြတ်စွာဘုရားဟောကြားထားတဲ့ တံပရာ၄ပါးနဲ့အညီကျင့်သုံးနေထိုင်လို့ကြီးပွားချမ်းသာနေကြခြင်းဖြစ်ပါတယ်။ဒါကြောင့်ပိဿုပံမှာကြီးပွားချမ်းသာခြင်းတည်းဆိုရင်မြတ်စွာဘုရားဟောကြားခဲ့သောဤတံပရာ၄ပါးတရားနဲ့အညီကျင့်သုံးနေထိုင်ပါလို့ပြောကြပါတယ်။အော်